အင်း IC လုံဝင်မှုချစ်ချင်ရင်းနဲ့အကောက်ခေါ်ဆုံးမရမှာတင်အားအများသူများမှာရက်တန့်စီပါနဲ့တင်အခွင့်အရေးများကိုတည်ပါမနီဂန်ပြောင်းစုံမနေထိုင်သူအားလုံးအထောက်အထားနဲ့နေထိုင်သူတွေပါဝင်တင်ချတဲ့ American Festival ခြေကံအခွင့်အရေးရှိပါတယ်သင်ကအထောက်အထားနဲ့ရွှေပြောင်းနေထိုင်သူဖြစ်ပြီးတော့ တင့်ကိုလူဝင်မှုကြီးကြဲရေးနဲ့အကောက်အခွန်ထင်းသေးရေးအရာရှိတွေကလမ်းပေါ်မှာဓမ္မမဟုတ်အများသူငါနေရာတခုမှာရခိုင်တဲ့မှာအဖအခွင့်အရေးတွေရှိတာကိုသိပါတဲ့နှုတ်ဆက်ပြီးတော့နေလို့ရပါတယ်လူဝင်မှုကြီးကြဲရေးအရာရှိတွေနဲ့စကားပြောဖို့ဓမ္မမဟုတ် မိကွန်တစုံတရာမိတာကိုဖြေစားဖို့မလိုပါဘူးလွတ်လပ်စွာထွက်သွားလို့ရလားမရလားမင်းမြန်နိုင်ပါလေဒီအရှိကမရဘူးလို့ပြောရင်ဘာမှမပြောပဲနဲ့နှုတ်ဆက်နေတဲ့အခွင့်အရေးကိုအသုံးချနိုင်ပါလေဒီမှာမွေးတာလဲအမေရိကန်ပြည်ထောင်စုကိုဘယ်လိုဝင် ်တိတ်တိတ်နေဖို့ရွေးချယ်ရဆိုရင်အတန်ကျဲကျဲပြောပါ။တင်ရတင်ရအခွင့်အရေးကပြားကိုအရာရှိတန်းပြသနိုင်တယ်။အဲ့ဒါတင်ရနှုတ်ဆက်နေပြီးတော့ရှင်းနေတဲ့စကားပြောမှုဆန္ဒရှိတယ်ဆိုတာကိုရှင်းပြတာပါ။တင်ပင်နိုင်ငံကလည်းလို့ဖော်ပြထားတဲ့အထောက်အထားတွေဆိုင်ရဆန္ဒတွေကိုပြဖို့ရင်းစွာနိုင်ပါလေ။ ရဲ့ဇာတ်လမ်းအတုတွေကိုမပြပါနဲ့မလင်ညာပါနဲ့သင်ရရှာပွေမှုကိုညှင်းဆုံနိုင်ပါတယ်ရက်ခိုင်းရင်တမမဟုတ်ဖန်ထားတာမဟုတ်ရင်ကိုယ်တိုင်တမမဟုတ်သင်ရပစ္စည်းတွေကိုရှာပွေဖို့သဘောတူဖို့မလိုပါဘူးသင်မှာလက်နက်ရှိတယ်လို့တန်တရားဖြစ်ရင်တော့အရာရှိကသင်ရအဝတ်စားတွေကိုဖိပြီးတော့ပတ်သက်နိုင်ပါတယ် ိတ်မှာရှိနေတဲ့ဦးနဲ့စကားပြောပိုင်ခွင့်ရှိတယ်။တင့်ကိုဖန်ဆီးချုံနာလာဓမ္မမဟုတ်ထင်းထင်းချင်းမှာတင့်မှာလုပ်ပိုင်ခွင့်နေရှိပါတယ်။တင့်ရဲ့ရှင်းနေကိုချက်ချင်းဆက်သွယ်ဖို့အခွင့်အရေးရှိပါတယ်။တင့်မှာရှင်းနေမရှိရင်ရှင်းနေတယောက်နဲ့စကားပြောလိုပါတယ်လို့လူဝင်မှုကြီးကြပ်ရေးအရာရှိကိုပြောပြနိုင်ပါတယ်။တင့်မှာရှင်းနေရှိရင်အရာရှိနဲ့စကားပြောပိုင်ခွင့်ရှိတယ်။ ခင်၍တင်မှာရှင်းနေရှိကြောင်းလက်မှတ်ထိုးတာလေ DHS form G28 ဆိုတာရှိရင်ပြန်ရှိကိုပေးလိုက်ပါတင်မှာရှင်းနေမရှိလို့ရှိရင် pro bono လို့ခေါ်တဲ့ရှင်းနေများစည်ရင်ရရှိရတဲ့အတွက်လူဝင်မှုကြီးကြပ်ရေးအရာရှိကိုမေးမြန်းနိုင်ပါတယ်တင်ရဲ့ကောင်းစိတ်ဝင်ရုံးကိုလည်းဆက်သွယ်ပေးရှိပါတယ်ကောင်းစိတ်ဝင်ရုံးကိုလည်းဆက်သွယ်နိုင်ပါတယ် ကောင်းဆင်ဝင်ကအတင်းအတွက် ရှင်းနေရှာဖို့ကူညီပေးနိုင်ပါတယ်။ရှင်းနေတဲ့စကားပြောလို့မရမချင်းဆိုင်ရဲဆရာနေမှာလက်မှတ်ထိုးဖို့တင်လုံးဝနင်းဆိုနိုင်ပါလေ။ရှင်းနေတဲ့စကားမပြောဘဲလက်မှတ်ထိုးဖို့ရေးချင်မယ်ဆိုရင်လည်းလက်မှတ်မထိုးခင်ဆိုင်ရဲဆရာနေကဘာအတိတ်ပဲလဲ။ဘာတွေပြောထားတာလဲဆိုတာကို တိအနားလည်ဖို့သိကြပါစေ။တင်အခွင့်အရေးတွေအကြောင်းပို့ပြီးတော့လေးလာခြင်းနဲ့ဆိုရင်ဓမ္မမဟုတ်လူဝင်မှုကြီးကျယ်ရေးဓမ္မမဟုတ်ကိစ္စရေးအတွက်အကျိုးခံစားဖို့အရေးအချင်းပြည့်မီခြင်းရှိလားမရှိဘူးလားသိခြင်းကုန်တိတ်ခါရှိတဲ့လူဝင်မှုကြီးကျယ်ရေးရှင်နေနဲ့ဆွေးနွေးပါ။ပြည့်ရနေမြေအတွင်းမှာ ရှင်နေတရားနဲ့ရှိဆက်ခြင်းနဲ့ဆိုရင်